အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုထုတ်ပြပေးမှာတော့နက်နက်တီအမီပုံစံပဲဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကပဝါရဲ့အောက်မှာအမီချလို့ရပါတယ်ခင်ဗျာတုံ့ပြန်ထားတာကတော့နိုင်လွန်ချီဝါယံဖြစ်ပါတယ် S site ကတော့ 2.5mm ဖြစ်ပါတယ်ခင်ဗျာအခြား accessory အနေနဲ့ကတော့ကတိပဲလိုအပ်ပါတယ်ပေါ်မှာကိုချမယ်အမီအရှိအတိုင်းဖုန်မီ ရေအတွက်ကိုထိုးပေးရပါမယ်။ဥပမာကိုကအခု20ဆို20အစိတ်ဆိုအစိတ်30ဆို30ကိုလိုချင်တဲ့လားအရှိရတဲ့အထိဖွင့်ပြီးတွေပဲထိုးပေးသွားပါမယ်ခင်ဗျာ။ ကျွန်တော်ကတော့ဖုန်မီအရှေ့ကိုအခု20ထိုးထားပါတယ်။ပြီးတော့ရှင်အခု20နေရာလေးကိုလက်မှတ်လေးနဲ့ဖိပြောပတ်ထားမယ်။နောက်ထပ် chain တုံးခုထိုးမယ်။အမှားတစ်ခါရင်မယ်။အခု20မြောက်အပောက်ထဲကိုတိုင်ရှည်တတိုင်းစပြီးတော့ထိုးပါမယ်။တရေတိုင်တိုင်ရှည်အဲဒီပောက်ထဲမှာပဲထပ်ထိုးပါမယ်။ ီတပောက်ထဲမှာပဲတရက်တင် တိုင်ရှိကိုးတိုင်ထိုးပေးရပါမယ်အမှတစ်ခါရင့်မယ်ချီကိုဆက်ထုတ်မယ်နှစ်ကွင်းတစ်ခါထုတ်မယ်နောက်ထပ်နှစ်ကွင်းကိုတစ်ခါထုတ်မယ်ဒါကတိုင်ရှိထိုးတယ်လို့ခေါ်ပါတယ် တိုင်းရှိကိုရိုင်ရဲ့စသချင်းမှာဖွင့်ပြီးတုံးဥထုတ်ခဲ့တာတတိုင်းလို့ရေးထွက်ပြီးရင်စုစုပေါင်းတိုင်းရှိ၁၀တိုင်းရရှိပါမယ်ခင်ဗျာဖွင့်ပြီးတကုထုတ်မယ်တစ်ဖက်ကိုလှည့်မယ်ပြီးလို့ရှိရင်နောက်ထပ်ဖွင့်ပြီးလေးခုထုတ်မယ်တပောက်ကြော်ပြီးတော့ရှက်ကော်နဲ့တွဲပါမယ် ဖွင့်မီငါးခုထုံးမယ်တပောက်ကြောင့်မှာရှက်ကောနဲ့ပြန်ပြီးတော့တွေ့ရပါမယ်အဲ့ဒီဒီတိုင်းတပောက်ကြောင့်ဖွင့်မီငါးခုရှက်ကောနဲ့တွေ့တဲ့ဝါမှာ၁၀တိုင်းဆိုတော့ဂွေငါးခုရရှိပါပါမယ် ကိုင်းငါးခုရရှိပြီဆိုလို့ရှိရင်တပတ်ကိုလှည့်မယ်ပြီးလို့ရှိရင်ရှက်ကောနဲ့အဲ့ဒီခွေးလေးကအပေါက်ထဲမှာရှက်ကောနဲ့တွဲပေးရမယ် ပြီးတော့ရှိရင်နောက်တစ်ပေါက်ထဲမှာလည်းထပ်ပြီးတော့ရှက်ကော်နဲ့တွဲပေးရပါမယ်။ဒါကတော့ဒီကွင်းလေးရဲ့အလေကိုရအောင်ရွှေ့ရတဲ့သဘောပါပဲ။ပြီးတော့ရှိရင်ဖွံ့မီငါးခုထိုးမယ်။နောက်ထပ်ကွင်းရဲ့အလေကောင်မှာသွားပြီးတော့ရှက်ကော်နဲ့တွဲပေးရပါမယ်။နောက်ထပ်ဖုံမြင်ငါးခုထုံမယ် နောက်ထပ်ကွင်းတစ်ခုရဲ့အလဲကောင်မှသွားပြီးတော့ရှက်ကောင်နဲ့တွဲပေးရပါမယ်။နောက်ထပ်ဖုံမြင်ကားဥထုံးမယ်။နောက်ကွင်းတစ်ခုရဲ့အလဲကောင်မှရှက်ကောင်နဲ့သွားပြီးတော့တွဲပေးရပါမယ်။နောက်ထပ်ဖုံမြင်ကားဥထုံးမယ်။နောက်ဆုံးကွင်းရဲ့အလဲကောင်မှရှက်ကောင်နဲ့သွားပြီးတော့တွဲပေးရမှာပဲ။ဒါဆိုလို့ရှိရင်အပေါ်မှာ ခွင်လေးခွင်ဖြစ်သွားပါပြီပြီးရင်တစ်ဖက်ကိုလှည့်မယ်စစောအနီးတိုင်းမယ်အပေါက်ထဲမှာထည့်မယ်ရှက်ခေါနဲ့တွဲမယ်နောက်တစ်ပေါက်ထဲမှာထည့်မယ်ရှက်ခေါနဲ့တွဲမယ်ဒီနည်းကခွင်ရဲ့အလေကိုရအောင်ပို့ပြီးခြင်းဖြစ်ပါတယ်ဒီလိုရှင်တော့ဖုံမီ၅ခုထုံးမယ် နောက်ထပ်ကွင်းတကွင်းရဲ့အလဲကောင်မှရှက်ကုန်နဲ့တွဲပါမယ်။ဒီနေ့အတိုင်းဆက်ပြီးတော့ထိုးပေးသွားရပါမယ်။ နောက်ဆုံးခွင့်ကြရင်တော့ဖွင့်ပြီးလေးခုထိုးမယ်ပြီးလို့ရှိရင်ဖွင့်ပြီးနှစ်ခုမြောက်ထဲကိုပြန်ထည့်ပြီးတော့ရှက်ကော်နဲ့ထုတ်မယ်ပြီးတော့မှဖွင့်ပြီးနှစ်ခုထိုးမယ်ပြီးလို့ရှိရင်နောက်ထပ်ခွင့်ထဲမှာသွားပြီးတော့ရှက်ကော်နဲ့တွဲပေးရပါမယ် အခုဆိုရင်တော့နည်းနည်းဒီပုံစံအမီလေးရရှိသွားပါ යි ခင်ဗျာဒီမီလေးက ATA အောက်ဘက်မှာတွဲလောင်းချခြင်းလည်းရတယ်ပဝါထိုးပြီးတော့ပဝါရဲ့အောက်ဘက်တင်မှာအနားအနေနဲ့တွဲလောင်းချမယ်ဆိုရင်လည်းရပါတယ်ခင်ဗျာ ိုက်ထုတ်ကြည့်ပါလွယ်ပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။